အားလုံးပဲမင်္ဂလာပါအာနေကောင်းချမ်းမအဆင်ပြေကြပါစေဗျဒီနေ့တော့ကျွန်တော်နောက်ထအာတွေးခေါ်ပညာရှင်တရားတွေးခေါ်နေတဲ့ဒီစัจ java ရဲ့အဓိကအကြောင်းရင်းပေါ့နော်အကြောင်းတရားပေါ့နော်အာတင်ပြမှာဖြစ်တယ်ပေါ့နော်ပြီးခဲ့တဲ့ဗီဒီယိုတုန်းကတော့ကျွန်တော်တင်ပြတာကတော့ဥမာစัจ java အရရာအားလုံးကရေနဲ့ရေဓာတ်နဲ့အခြေခံတာပေါ့လေနော်ဒီစัจ java တွေမှာဆိုရင်အဲ့ဒါကတော့ milliliters milliliters တွေးခေါ်တာပေါ့နော် ပထမဦးဆုံးအစောဆုံး philosopher ပေါ့တွေးခေါ်ပညာရှင်ပေါ့နော်အခုကြတော့ဒီနောက်ထပ်တွေးခေါ်ပညာရှင်ဒီတယောက်ကြတော့သူကအဲ Miletus B เนาะသူပေါ့နော်သူကြတော့သူသူလက်မခံပေါ့ဆိုလိုတာသူလက်မခံဘူးပေါ့နော်အဲ့ဒီအဲ့ဒီ Miletus တွေးခေါ်နေတဲ့ဒီ Sagara အကြောင်းတရားစနစ်တစ်ခုလုံးကဒီအရာအလော everything is made of water ကိုတော့သူကလက်မခံဘူးပေါ့နော် ါတော့သူ့ပုံမောလင်းတော့အနက်စမနီအနက်စမနီပုံမောလင်းတော့လားပြောမဲ့အခုပြောမဲ့ဒီ anaximander ကြတော့သူလည်း grief grief ပေါ့ grief philosopher တွေးခေါ်ပညာရှင်ပဲဒါပေမဲ့သူတို့ကြတော့ဒီ malitus တို့ဒီ anaximander တို့ကြတော့ဒီဒီအစိုးဆုံးပေါ့နော်အစိုးဆုံးတွေးခေါ်ပညာရှင်တွေဖြစ်တော့ပေါ့ဒီ plato တို့ aristotle တို့ဒီ အဆိုခရတီတို့ရဲ့အရှိခါပေါ့သူတို့ကတော့နော်အဲ့တော့ဒီဒီအနက်စင်မန်ဒါဆိုတာတဲ့သူပြောတယ်မှာအဒီအစကြောရာဤအခြေမြင့်အကြောင်းတရားကိုရှာဖွေလို့သူတယောက်လည်းဖြစ်တာပေါ့နော်ဒါမဲ့သူကတော့နော်စပ်ကြောရာဤအခြေခံအကြဆုံးအကြောင်းရင်းဒါပေါ့နော်ရေဖြစ်တယ်ဆိုတော့ဒီ malitus အမြင်ကတော့သူကသူကညင်းပယ်တယ်ပေါ့နော် သူ့ရဲ့အယူအဆထဲမှာသူတွေးခွန်နေတဲ့အယူအဆထဲမှာကတော့ရေမဟုတ်ဘူးပေါ့ဒီစကြဝဠာရဲ့ဒီအခြေမြစ်အကြောင်းတရားဆိုတာကတော့အနက်အနက်စမန်ဒါကသူစဉ်းစားတာဘယ်လိုမျိုးဒီသူသူဘယ်လိုမျိုးတွေးလဲပေါ့နော်သူပြောရေရေရေကသူပြောတယ်အခြေခံအကျဆုံးသော အကြောင်းတရားတစ်ခုဖြစ်မယ်ဆိုရင်ပေါ့နော်ဒီစကြဝဠာကြီးတစ်ခုလုံးမှဆိုရင်နော်စုစုမှုလုံးကဲသောစကြဝဠာ အာစัจ java ရာကြီးဖြစ်နေမှာပေါ့သူစဉ်းစားတာသူဆက်စဉ်းစားတာပေါ့အကယ်၍စัจ java ရာကြီးတစ်ခုလုံးကရေတပဲပို့ပြီးတော့ခြေခံချမယ်ဆိုရင်တော့နော်ချက်တွေ့တဲ့သဘောဆောင်တဲ့မီတာဆိုတာမရှိနိုင်တော့ဘူးပေါ့နော်သူစွန်းအခုကမီတာလည်းရှိတယ်ရေတာလည်းရှိတယ်ဆိုတော့ရေတာဆိုတာတော့အခြေခံမဖြစ်နိုင်ဘူးပေါ့သူစဉ်းစားတာကတော့အဲ့တော့သူသူဆက်စဉ်းစားတယ်ချက်တွေ့မှုသဘောဆောင်သော မီမှာဆိုရင်လည်း တတ်ကြီးတပါအနေဖြင့်အထင်ရှားရှိနေတယ်အဲကြောင့်မလို့ရေဆိုတာကတော့သူဆက်စင်တာတော့မဟုတ်တော့အာအခြေခံအကျဆုံးသော အကြောင်းတရားတမဖြစ်နိုင်ဘူးပေါ့အဲ့တော့အနက်စမန်ဒါဆက်ဆက်ဆက်တွေးတာကတော့အခြေခံအကြောင်းတရားဆိုတာတိကျရမှာပေါ့သူဆက်ဆွေးတာသူဆက်တွေးတာအဲ့တော့တတ်ကြီးလေးပါတတ်ကြီးလေးပါအနက်ပေါ့နော်တပါပါသော တကက ဖြစ်ရမှာပေါ့နော်အဲ့တော့တတ်ကြီးလေးပါအနဲ့ဆိုရင်တော့အခြေခံသဘောတရားအဖြစ်ယူနိုင်တော့တတ်သည်တဲ့ရည်တမဟုတ်ပေါ့သူသူ့အမြင်မှာရည်တမဟုတ်တတ်ကြီးလေးပါအခြေခံသဘောတရားမှာဆိုရင်အဓိကတပါဆိုလေတဖြစ်တယ်လို့သူယူဆတာပေါ့နော်သူကတော့အဲ့တော့ဟိုပြီးခဲ့တဲ့တယောက်ကတော့ Malitus ကတော့ရည်တဆိုတာကတော့ဒီစัจ java တခုလုံးရဲ့ဒီအခြေခံအကြောင်းတရားပေါ့နော်သူကြတော့မဟုတ်လေဆိုတာကတော့အဓိကဖြစ်တယ်ပေါ့နော် ဘာဖြစ်လို့သူအဲ့လိုမျိုးတွေးလဲဆိုတော့ဘာဖြစ်လို့အဲ့လိုမျိုးတွေးလဲဆိုတော့ဆိုတော့လေဆိုတာပူတဲ့သဘောကိုလည်းဖြစ်စေနိုင်တယ်အေးတဲ့သဘောကိုလည်းဖြစ်စေနိုင်တယ်အဆိုင်ခဲဖြစ်လို့လည်းပြောင်းလဲနိုင်တယ်လေမရှိဘူးဆိုရင်တ attva များအသက်မရှင်နိုင်ဘူးပေါ့အဲ့ဒါကသူကထောက်ပြတယ်ပေါ့နော်အာအဲ့ဒီတော့အဲ့ဒီတော့သူဆက်ပြီးတော့သူဆက်ပြီးတော့စဉ်းစားတာပေါ့ရေတဆိုတာက ဋ္ဌကြီးလေးပါးနဲ့အခြေခံအခြေခံသဘောတရားဖြစ်ယူနိုင်သောဓာတ်မဟုတ်လေဓာတ်ရေဓာတ်ဆိုတာကတော့သူအမြင်တော့မှာအဲ့တော့ဋ္ဌကြီးလေးပါးထဲမှာဆိုရင်တော့သူခံယူထားတာသူယုံကြည်ကြတော့အခြေခံသဘောတရားဖြစ်ယူနိုင်တဲ့ဓာတ်ဆိုတာကတော့လေဓာတ်ဖြစ်တယ်ပေါ့နော်အဲ့တော့ပြန်ခြုံရမယ်ဆိုရင်တော့ပြီးခဲ့တဲ့ဒီ Miletus ရော အခုအာ Anaximander ပေါ့လေ Anaximander ပေါ့ ညာနဲ့စီမင်းနေရဲ့အတွေးခေါ်တော့ဘာတို့ကပြန်ရင်တော့ခြုံရမယ်ဆိုတော့သူတို့ရဲ့တွေးခေါ်ပုံတွေကတော့ကျွန်တော်တို့နန်းရှင်ကြည့်မယ်ဆိုရင်တော့တွေးခေါ်ပုံတွေကအလွန်တိုးတက်တဲ့အမြင်တော့ရှိတာပေါ့နော်အဲ့ဒီခေတ်တော်သိပ္ပံပညာတို့ဘာတို့လည်းမရှိသေးဘူး Aristotle တို့ဘာတို့တွေးခေါ်ပညာရှင်လည်းမလာသေးဘူးသူတို့အစိုးဆုံးဖြစ်တယ်ဒါပေမဲ့သူတို့ရဲ့တွေးခေါ်ကအာတိုးတက်တယ်လို့ပြောအောင်ပါ ဲ့တော့သဘာဝကြီးမှဆိုရင်တော့စနစ်တစ်ခုသာဖြစ်တယ်ထိုစနစ်ရင်းတဲ့လူတို့နားလည်နိုင်စွမ်းရှိသည့်အချက်ကလည်းသူတို့၏စဉ်စားဉာဏ်ရင့်တန်မှုလည်းပေါ်ပြတာပေါ့နော်အဲ့ဒီအဲ့ဒီခေတ်တုန်းကဆိုရင်တော့ပြန်ခြုံပြီးတော့ပြောရမယ်ဆိုရင်တော့တကယ်တော့အာဒီဒီစာရေးစရာပြောတာပေါ့လေနော် အဲဘလို့သူဘလို့မြေပြောမလဲဆိုတော့စัจ java စัจ java ကြီးရဲ့ထာဝရအခြေခံတရားဆိုတာကတဲ့ရည်လည်းမဟုတ်ဘူးအစုံအစမရှိတော့အရာလည်းမဟုတ်ဘူးလေလည်းမဟုတ်ဘူးပေါ့နော်လွန်ခဲ့သောနှစ်ပေါင်း1500ခန့်ကမစုထားနဲ့တိပ္ပံပညာရှင်တိပ္ပံပညာတွေအတိုးတက်ဆုံးအချိန်သို့ရောက်နေတဲ့ဤအဲဒီဤအချိန်မှာတော့မှာတဲ့စัจ java ကြီးစัจ java ကြီးအစကိုဘယ်ကစရွေးဖြစ်သူတတိယမှာပေါ်ပြနိုင်တယ်ပေါ့နော်အဲ့တော့သူတို့ခေတ်အခါတုန်းကဆိုရင်တော့သူတို့အလောက်ထိတွေးခေါ် အညောမြင်ရှိတယ်ပေါ့နော်တွေးခွန်နိုင်စွမ်းရှိတယ်ဆိုတော့ဒီတစ်ချက်ကတော့တကယ်ကိုဘယ်လိုမျိုးပြောမလဲအရန်ကိုဒီအားရတယ်ပေါ့နော်ဒီတွေးခွန်တွေးခွန်ပညာဒီသမိုင်းမှာဆိုရင်ပေါ့လေနော်အမိပြန်ပြီးတော့ခြုံရမယ်ဆိုရင်တော့ဒီတွေးခေါ်သူတို့ဒီတွေးခေါ်ရှင်တွေသူတို့ပေးတဲ့အဖြေပေါ့လေနော်။နက်နယ်မှုကတော့တိုက်ပြီးတော့မရှိဘူး။အာနက်နယ်မှုမရှိဘူး။ဒါပေမဲ့သူတို့မေးတဲ့မေးခွန်းတွေကတော့အဆင့်တန်းမြင့်တယ်ပြောရမှာပေါ့နော်။နက်နယ်တယ်ပေါ့နော်။ အဲ့တော့လူတို့ရဲ့စနစ်ကျသောတွေးခေါ်မှုကိုတဲ့ဆက်တင်ပေးခတ်ခြင်းဖြစ်တယ်ပေါ့အဲ့မှဆိုရင်အဲ့ဒီခေတ်တွေရဲ့ထူခြားချက်ဖြစ်တယ်ပေါ့အဲ့ဒီခေတ်တုန်းကထူခြားမှုတွေလည်းပြောရမှာပေါ့နော်ဒီတွေးခေါ်မြင်ရရှင်သမိုင်းမှာဆိုရင်တော့ကျေးဇူးအပ်ပြီးနားထောင်ပေးတဲ့အတွက်ကျေးဇူးတွေပါတယ်အရရအဆင်ပြေကြပါစေဗျာ